ပရီးမီးယားလိမှာနှစ်တိုင်းဂိုသွင်းချန်နဲ့အင်္ဂလန်တိုင်းဆင်ပွဲအတွက်ဆွေးနွေးမှုတွေစတင်လိုက်တဲ့ United ပရီးမီးယားလိုမဲ့မိလာများမန်ချက်စတာဖော်ဝါ့ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာနိုင်ငံအသင်းဟာအသင်းရဲ့တိုင်းဆင်ပိုင်းအတွက်အင်စတန်ဗီလာအသင်းရဲ့အသက်29နှစ်ရွယ်အင်္ဂလန်တိုင်းဆင်ပွဲအော်လီဝက်ကင်းကိုပြစ်မှတ်ထားလာနေကြောင်းသိရပါရင် United ဟာဝက်ကင်းအတွက်ဗီလာအသင်းနဲ့ဆွေးနွေးမှုတွေတောင်စတင်နေပြီလေဖြစ်ပါရင် United ဟာအစပိုင်းမှာတော့ OCN, UK နဲ့တရင်းတွေထွက်ပေါ်ထားခဲ့ပေမယ့်လက်ရှိမှာတော့အင်္ဂလန်သားဝက်ကင်းကိုအာရုံရလာခဲ့တာပါ ဝက်ကင်းကို United ကအခုမှစိတ်ဝင်စားတာတော့မဟုတ်ပါဘူး။ Rafael ရဲ့အပြောင်းရှေ့ကိစ္စတွေဆွေးနွေးခဲ့တဲ့အခါ United ဘက်ကဝက်ကင်းကိုခေါ်ယူနိုင်ဖို့ဖြစ်နိုင်ခြင်းရှိမရှိမေးမြန်းသွားခဲ့တာပါ။ United ဘက်ကတော့ဝက်ကင်းကိုယုံကြည်စိတ်ချရအောင်တိုက်စစ်မှုတူပြင်းတတ်မှတ်ထားခဲ့ပါတယ်။ဝက်ကင်းဟာလည်းအသက်အရွယ်အရတိုက်စစ်မှုတူရဲ့အကောင်းဆုံးအသက်အရွယ်အနေထားမှာရှိနေခဲ့တာပါ။ ဝက်ကင်းကတော့ဗီလာအသင်းအတွက်ပရီးမီးယားလိဂ်184ပွဲမှာ85ခုထိတွင်ယူထားနိုင်ခဲ့တာပါ။ပရီးမီးယားလိဂ်လော်လီမျိုးမှာဒီလိုမျိုးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာကတော်တော်လေးချီးကျူးရမယ့်စွမ်းဆောင်ရည်မျိုးပါပဲ။နောက်တစ်ချက်ကတော့ဝက်ကင်းရဲ့ဒီနေ့နဲ့ခြေစွမ်းမှာဝက်ကင်းကဗီလာအသင်းအတွက်နောက်ဆုံးကားအသေးစားတိုင်းတွင်ကုန်း10ခုနဲ့အတွက်တွင်ယူပေးထားနိုင်ခဲ့တာပါ။ ။ဒီအချက်တွေအကြောင်း United က working ကိုခေါ်ယူချင်နေတာပါ။လက်ရှိမှာတော့ United ဟာဘီလာအသင်းရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေစတင်လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့ United ဟာ White Line ကိုအရင်ရောင်းချပြီးမှ working ကိုခေါ်ယူသွားမယ်လို့လည်းသတင်းတွေကဖော်ပြနေကြပါတယ်။ဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ။